မင်္ဂလာပါရှင်။မောတော့ချက်နယ်ကနေပြောပြန်လေးကြိုဆိုလိုက်ပါတယ်။တမရော့စဲကြောင်းတွေရာချင်းပြင်းနယ်အတွင်းမှာချင်းလက်နဲ့ကင်အဖွဲတွေယာယီထိန်ချုပ်ခွင့်ရှာထားတဲ့စခန်းတွေကိုတခုပြီးတခုသိမ်းပိုက်ပြီးတော့အောင်မြင်ချက်လျက်ရှင်နေပါတယ်။တရုတ်တန်ပိုင်ထဲမှာတော့ချင်းပြင်းနယ်အတွင်းမှာချင်းတပုံလက်နဲ့ကင်အဖွဲတွေရဲ့စခန်းတွေကိုတခုပြီးတခုသိမ်းပိုက်မှုနဲ့အတူအောင်မြင်ချက်နေရဲ့တမရော့စစ်ကြောင်းတွေအကြောင်းတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ ိုတောက် channel ကို subscribe နဲ့ iron share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရဲ့ရွေးကောက်ဝယ်နီကက်လာနဲ့အမျှနေမြေရှင်းလင်းမှုတွေလုံးဆောင်ရဲ့ရှင်းနေရဲ့တမ်းတော်စစ်ကြောင်းတွေရောအောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရယူရဲ့ရှင်းနေပြီးတော့ပြီးခဲ့တဲ့ရပိုင်ကလည်းသကိုင်းတိုင်းဒေသကြီးကလေးမျိုးနဲ့ချင်းပြည်နယ်တီးတိမ်မျိုးလမ်းပေါ်ရှိအထက်ကအရေးပါတဲ့တိုင်းငင်းစခန်းကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ် တမ်ရဆက်ကြောင်တွေကတိုင်ငင်စခန်းကိုပြန်လည်သိမ်းပိုင်နိုင်တဲ့အကြောင်းကိုမြန်မာနောက်သတင်းဌာနအပါအဝင်နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကမော်ခန်ရှိတာထားပါတယ်။ဒါအပြင်နိုင်ငံတော်အစိုးရကိုလက်နက်ကိုင်စန့်ကျင်နေတဲ့ချင်းညီနောင် CP လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေကိုရိုင်းမော်ခန်ပြောဆိုထားတယ်လို့သိရပါတယ်။တမ်ရဆက်ကြောင်တွေဟာချင်းပြည်နယ်ဝင်ပေါက်ဖြစ်တဲ့တီးတိမ်မြို့နယ်တိုင်ငင်းရွာကိုပြီးခဲ့တဲ့တင်ဘက်တွေအတွင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့တာလေးဖြစ်ပါတယ်။တမရော့စစ်ကြောင်းတွေကတီးတိမ်မျိုးရှိကနေဒီတောင်ကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ရက်ပိုင်းအကြာမှာပဲတိုင်းငင်းရွာကိုထပ်မံသိမ်းပိုက်ပြီးတော့အောင်မြင်ချဲ့ခဲ့တာလေးဖြစ်ပါတယ်။တမရော့စစ်ကြောင်းတွေကပြန်လည်သိမ်းပိုက်ခဲ့တဲ့တိုင်းငင်းရွာဟာကလေးမျိုးအခြေဆိုင်ဒေသကိုကဲမှုစစ်ဌာနချုပ်ဓာကာဆာရဲ့ဗျူဟာကုန်းရှိပြီးချင်းတောင်ပိုင်းနဲ့မြောက်ပိုင်းလမ်းစုံဖြစ်ပြီးတော့ချင်းပြည်ရဲ့ကိုဝင်နိုင်ဖို့ ဗျူဟာအကြဆုံးနေရာတစ်ခုဖြစ်တယ်လို့သိရပါတယ်။သကိုင်းနဲ့ချင်းမြောက်ပိုင်းကိုချိတ်ဆက်ထားတယ်။လမ်းကြောင်းပေါ်ရှိအဓိကကြားတဲ့တိုင်းငင်စကန်ကိုချန်လန်နဲ့ကိုင်းအဖွဲတွေကယာယီထိန်းချုပ်ခဲ့တာဖြစ်ပြီးလက်ရှိချိန်မှာတော့တမရော်စစ်ကြောင်းတွေကပြန်လည်သိမ်းပိုက်နိုင်ကြရလေဖြစ်ပါတယ်။တိုင်းငင်စကန်ဟာအနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံဒေသအကောကဲမှုစစ်ဌာနချုပ်ဒါကာဆကလေးအခြေစိုက်ရာစကိုင်းတိုင်းကလေးမြို့နဲ့နိုင်ငံတော်အစိုးရကရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့ ချင်းပြည်နယ်ရှိတီးတိမ်မြို့ဖလန်းမြို့တွေအကြားလမ်းစုံလမ်းကွာမှာတရှိနေရလဲဖြစ်ပါတယ်။ဂျန်လန်နိုင်ကိုင်အဖွဲ့ CNF CNE နဲ့ပူပေါင်းအဖွဲ့တွေဟာပြီးခဲ့2024ဇန်နဝါရီ16ရက်မှာတိုင်းငင်စကန်းကိုတိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးအချိန်တစ်နှစ်ကြာအောင်ထိန်းချုပ်ခွင့်မရပဲတိုင်းငင်စကန်းကိုပြန်လည်လဲလွှတ်လိုက်ရလဲဖြစ်ပါတယ်။လက်ရှိချိန်မှာတမရော်စစ်တောင်းတွေကတိုင်းငင်စကန်းကိုပြန်လည်သိမ်းပိုက်လိုက်တဲ့အတွက်ချင်းပြည်နယ်အတွင်းအခြေပြုလှုပ်ရှားနေရတဲ့ လက်နက်ကင်အဖွဲ့တွေအတွေ့ထိုးနှက်ချက်များစွာဖြစ်လာဝဲရှိလို့သိရပါတယ်။ဂျမ်ရော့စစ်ကြောင်းတွေကပြီးခဲ့တဲ့နိုဝင်ဘာလဇန်ပိုင်းမှာကနေဒီတောင်ကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီးနောက်ရပ်ပိုင်းအကြမှာပဲတိုင်းငင်းစကန်ကိုပါထပ်မံရရှိသွားတဲ့အတွက်ကလေးတီတိန်လမ်းပေါ်ရှိအတေကကြတဲ့နေရာတွေကိုတမရော်စစ်ကြောင်းတွေကအလုံးစုံပြန်လည်သိမ်းပိုင်နိုင်မယ့်အခြေအနေဖြစ်လာခဲ့တယ်လို့သိရပါတယ်။တမရော်စစ်ကြောင်းတွေဟာချင်းပြည်နယ်ရှိတီတိန်မြို့ကို ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းထိုးစစ်အရှိန်မြင့်လာခဲ့ပြီးနောက်မြို့တောင်ဘက်73မိုင်ခန့်အကွာရှိကနေဒီတောင်ကိုထိုးစစ်ဆင်ခဲ့ပြီးနိုဝင်ဘာလ၄ရက်နေ့မှာကနေဒီတောင်ကိုအလုံးစုံပြန်လဲသိမ်းပိုက်နိုင်ကြဖြစ်ပါတယ်။ကနေဒီတောင်ဟာအမြင့်ပေ8000ကျော်မြင့်ပြီးချင်းပြည်နယ်မြောက်ပိုင်းရှိအမြင့်ဆုံးတောင်ထိပ်တစ်ခုလည်းဖြစ်ပါတယ်။ချင်းလနဲ့ကိုင်အဖွဲတွေဟာကနေဒီတောင်ကိုပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလမှာထိန်းချုပ်ခွင့်ရခဲ့ပေမယ့် လက်ရှိချိန်မှာတော့တမရစစ်ကြောင်းတွေကကလေးတီတိန်လမ်းပေရှိကနေဒီတောင်ကိုနှစ်နှစ်နီးပါအကြာပြန်လည်သိမ်းပိုင်နိုင်ကြရပဲဖြစ်ပါတယ်။နိုင်ငံတော်အစိုးရဟာဟာခါတီတိန်ထန်တလန်အပါအဝင်ချန်လန်နဲ့ဂိုင်အဖွဲတွေရှိနေရဲ့ဖလန်မျိုးနဲ့တွန်းဆန်မျိုးနဲ့တွေ့မှလဲရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတယ်လို့ချင်းတောင်နဲ့နေဆက်ချင်းထိဆက်နေရဲ့စကိုင်းတိုင်းကလေးမျိုးမှလဲရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားလို့သိရပါတယ်။တမ်ဘရော့စစ်ကြောင်းတွေဟာလက်ရှိအချိန်မှာ တီးတိမ်နဲ့ဖလန်းမျိုးနယ်တွေကစီးရဲအရှအရေးပါတဲ့ကနေဒီတောင်နဲ့ဝေဘူလမျိုးတွေကိုတင်ပိုက်ထားပြီးနယ်မြေရှင်းလင်းမှုတွေလှုပ်ဆောင်ရဲ့ရှိနေရချင်းလက်နဲ့ကင်အဖွဲတွေအထင်းနာလျက်ရှိရလို့သိရပါတယ်မြန်မာနိုင်ငံမှာလက်နဲ့ကင်ပဋိပက္ခဖြစ်လာတဲ့အစောပိုင်းကာလတွေတုန်းကချင်းလက်နဲ့ကင်အဖွဲတွေအပါအဝင်လက်နဲ့ကင်အဖွဲတွေဟာတမ်ဘောစစ်ကြောင်းတွေကိုရင်ဆိုင်တိုက်ခိုက်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့ချင်းပြည်နယ်အတွင်းရှိ နနေ့ကအဖွဲတွေရအလဲလဲအကွက်ကွက်ဖြစ်နေပြီးတမ်ရော့စစ်ကြောင်းတွေရဲ့ထိုးစစ်အရှိန်ကို ရေရှည်ခုခံနိုင်စွမ်းမရှိပဲစောခွာထွက်ပြေးလျက်ရှင်းနေတယ်လို့သိရပါတယ်။ချင်းပြည်နယ်မှာမြို့နယ်ကိုကိုရှင်းနေပြီးတော့မြို့တော်ဟာခါတီးတိန်ထန်တလန်တွေကိုနိုင်ငံတော်အစိုးရကထိန်းချုပ်ထားနိုင်ပြီးမတူပီမင်းတက်ကံပတ်လဲဖလန်းကိုချင်းကြီးနောင်ကယာယီထိန်းချုပ်ထားပြီးတော့ရခိုင်လက်နက်ကင်အဖွဲ့ကပလက်ဝါကိုထိန်းချုပ်ထားတာ ချင်းပြည်ကောင်စီကတွန်းဆန်မြို့ကိုရှားရီထိန်းချုပ်ထားပါတယ်။နိုင်ငံတော်အစိုးရဟာလက်ရှိအချိန်မှာ၎င်းတို့ထိန်းချုပ်ထားတဲ့ဟာခါတီးတိန်ထန်တလန်မြို့တွေအပြင်ချန်လန်တဲ့ကိုင်းအဖွဲတွေရှားရီထိန်းချုပ်ထားတဲ့ဖလန်မြို့နဲ့တွန်းဆန်မြို့တွေမှာပါရွေးကောက်ပွဲကျင်းပမယ်လို့တရင်ထုတ်ပြန်ထားပါတယ်။တမရစစ်ကြောင်းတွေကဖလန်မြို့ဘက်ကိုဦးတည်လာပြီးချန်လန်တဲ့ကိုင်းအဖွဲနဲ့ပူပေါင်းအဖွဲတွေထိန်းချုပ်ထားတဲ့ဝေဘူလာမြို့ကိုရောက်ရှိလာပြီးတော့ဝေဘူလာမြို့ကိုတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့တယ်လို့ သတင်းတွေထပ်ပေါ်ခဲ့ပါတယ်။ဝေဘူးလာမျိုးဟာစကိုင်းတိုင်းနဲ့ချင်းပြည်နယ်ကိုဆက်သွယ်ထားတဲ့မြို့ဖြစ်ပြီးတော့ကလေးမျိုးနဲ့ဆက်ချောင်းမိုင်ဖလန်းမျိုးနဲ့42မိုင်ကအကွာမှာရှိနေပါတယ်။ချင်းလန်းနဲ့ကိုင်းအဖွဲတွေဟာမြန်မာနိုင်ငံရှိလက်လက်ကိုင်းအဖွဲတွေကြားမှာအကွဲအပြဲအများဆုံးဖြစ်နေရဲ့ပြည်နယ်တစ်ခုဖြစ်ပြီးချင်းပြည်နယ်အတွင်းရှိမြို့တချို့ကိုလက်နက်ကိုင်အဖွဲ့တွေရှားရီထိန်းချုပ်ခွင့်ရခဲ့ပြီးနောက်ချင်းပြည်နယ်အတွင်းအခြေပြုသုံးရှားနေရဲ့ နနေကိုင်အဖွဲတွေကြားမှာအကွဲအပြဲပုံမဖြစ်လာခဲ့ပါတယ်။ချင်းလနဲ့ကိုင်အဖွဲတွေကြားမှာစူးစီးညညွတ်မှုမရှိသလိုတမ်ရော့စစ်ကြောင်းတွေကရန်သူစခန်းတွေကိုတခုပြီးတခုသိမ်းပိုက်နိုင်မှုနဲ့အတူအောင်စိမ့်မြန်မာမှုတွေကြောင့်ချင်းပြည်နယ်အတွင်းရှိလက်လွတ်ထားရတဲ့စခန်းတွေကိုတခုပြီးတခုပြန်လည်သိမ်းပိုက်နိုင်တော့မှလည်းဖြစ်ပါတယ်။တမ်ရော့စစ်ကြောင်းတွေရရေကောက်ပွဲမတိုင်ခင်ချင်းပြည်နယ်အတွင်းမှာချန်လန်နဲ့ကိုင်းအဖွဲ့တွေယာယီထိန်းချုပ်ထားတဲ့စခန်းတွေကိုတစ်ခုပြီးတစ်ခု 他卖等于白嫖，阿秘才为生，是你不爱 <music>